မေဂျာလိဂိုးသွင်းပြင်စုအတွက်စာတင်ဦးဆောင်လိုက်တဲ့စိတ်ကြီးမက်ဆီစိတ်ကြီးမက်ဆီကတော့မေဂျာလိဂိုးသွင်းပြင်စုအတွက်စာတင်ပြီးတော့ဦးဆောင်မှုပြုလုပ်လိုက်ပြီပဲဖြစ်ပါတယ်ဒီနေ့မနက်မှကစားခဲ့တဲ့အင်တာမိုင်အမီနဲ့အက်တလန်နာယူနိုက်တက်တို့ပွဲစဉ်မှာမက်ဆီကအထူးခြေသွမ်းပြကစားသွားနိုင်ခဲ့ပါတယ်မက်ဆီနေနဲ့နှစ်ဂိုးသွင်းပြီးတော့ဒီဂိုးဖန်တီးပေးနိုင်ခဲ့တာပါမိုင်အမီတို့ကသွင်းဂိုးတွေကိုဆွာတဲ့ယော်ရီအေဘာနဲ့မက်ဆီတို့ကသွင်းပေးခဲ့တာဖြစ်ပါတယ်အေဘာကကစားမပွားကနေနားယူတော့မဲ့သူပါသူကမက်ဆီဂိုးအများဆုံးဖန်တီးပေးတဲ့သူတွေထဲကတူဖြစ်ပါတယ် ဒီဘက်မှာလည်းအေဘာကမက်ဆီတို့ကဂိုးဖန်ပြီးပေးနိုင်ခဲ့သေးတာပါဂိုးဆွေမက်ဆီကမေဂျာလီရဲ့ဂိုးသွင်းပြန်စုကိုရဖို့အလားအလာကောင်းလာခဲ့ပြီဖြစ်ပါတယ်မက်ဘီဆီယာမှာအင်နာမန်မီယာရမှတ်62မှတ်နဲ့အဆင့်3နေရာကိုရောက်လာခဲ့ပါပြီဒါပေမဲ့မေဂျာလီရဲ့သဘောတရားက regular season ပြီးရင်ရှုံးထွက်ပွဲတွေဆက်ကစားပြီးတော့နိုင်မှဖလားရတာဖြစ်ပါတယ် mobile legend ရဲ့ NBA ပြိုင်ပွဲနဲ့ဂျင်းမာပုံချင်းအလားတန်သွားပြီးတော့တူပါတယ်မက်ဆီကလည်းစုပေါင်းတွင်းကို26ဂိုးနဲ့ဂိုးသွင်းပြန်စုထွက်စတင်ပြီးတော့ဦးဆောင်လိုက်ပါပြီမက်ဆီက6ဂိုးနဲ့15ဂိုးဖန်တီးပေးထားနိုင်သူဖြစ်ပါတယ် ရာသီတိုင်းသွင်းကိုရောဂိုးဘန်ဒီပိမှာပါထိတ်တန်းရောက်နေမက်ဆီပဲဖြစ်ပါတယ်တကယ်တော့မက်ဆီကကစားမဘောမှာပြပြဆုံးပြီးသားသူပါမက်ဆီမြာဘူးတဲ့အသိလိုက်အောင်မြင်မှုတောက်ချင်းစူးစိတ်ဘာဆိုဘာမှမကြံတော့ပါဘူးနောက်၃၀မတိုင်ကတုန်းကမက်ဆီကိုနိုင်ငံသင်းတဲ့အတူဖလားမရတဲ့အတွက်လောင်နေသူတွေကမနေမတော့ရှိထားခဲ့ပါတယ်ဒါပေမဲ့အခုချိန်မှာတော့မက်ဆီကဝေဖန်သူတွေကိုဘာအတမ်းမှထတ်ထွက်မလာနိုင်အောင်လုပ်နိုင်ခဲ့ပါတယ်မက်ဆီကိုဝေဖန်သူတွေအပြည့်ရှိပြေရှားပြီးတော့နှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့ကြပြီနောက်ဆုံးကတော့လက်ရှော့လိုက်ရတာပါ၂၀၀၅ခုနှစ်မှာ UNESCO ကဘာဖလားကိုမက်ဆီရတော့ ဝေဖန်သူတွေကဒါကြီးကလူငယ်အစ်မရှိတယ်လေမက်ဆီဆွားတယ်ဆိုရင်လက်ဝေးစင်အသိင်းနဲ့ဖလားယူပြဆိုပြီးပြောခဲ့ကြပါလေနောက်ရှိအိုလံပစ်မှာရွှေစိမ်းရတော့လေအိုလံပစ်ဆိုတာ FIFA ကျင်းပတဲ့ပြိုင်ပွဲတော်မဟုတ်ဘူးဘာလို့ကမာလေးလို့ဝိုင်းပြီးတော့တမုတ်ကြပြန်ပါလေနောက်ဆက်လေးကဘာဘလားဖိုင်နေပါမက်ဆီရှုံးနေတော့လေဝိုင်းပြီးတော့လောင်ခဲ့ကြတာပါကိုချိန်မှာသာမက်ဆီကို FIFA ရဲ့မွေးစားသားကဘာဖလားကလှုပ်ဆိုင်ဆိုပြီးတော့ပြောနေကြမိ။နောက်ဆက်လေးတော့ကတော့မက်ဆီမထိုက်လို့မရတာကဘာဖလားမှတကယ်အစင်တမ်းမြင်ဖလားကြီးလို့သတ်မှတ်ခဲ့ကြတာပါ။မက်ဆီကိုလည်းဘယ်တော့မှကဘာဖလားမရနိုင်ဘူးလို့လောင်ပြောင်ခဲ့ကြပါသေးတယ်။ အိုင်နောက်မက်ဆီယာနောက်22မှာယူရိုချန်ပီယံအီတလီကိုနိုင်ပြီးတော့ဖိုင်နယ်လစ်စီမာကိုရတော့လဲအပြစ်မလွတ်ပါဘူးအီတလီစွာကဘာပလားခြေစပွဲတော်မောင်းတဲ့အသင်းဖြစ်ကြောင်းအာဂျီနာနဲ့ပြင်သစ်နယ်သာလန်တို့လိုအသင်းတွေနဲ့တွေ့ရင်ခွာတိုကွက်လန်ရှုံးမှာဖြစ်ကြောင်းပြောခဲ့ကြပါတယ်ဒိုနဲ့နောက်22ကဘာပလားမှာမက်ဆီယာနယ်သာလန်ခရိရှားပြင်သစ်တို့ကိုရှုံးတဲ့စနစ်မှာနိုင်ပြီးတော့ချန်ပီယံဖြစ်ခဲ့ပါတယ်အဲဒီချိန်မှာချက်ချင်းကိုကဘာပလားကလုံးဆက်ကြီးဖြစ်နေတတ်မှတ်ခံရပြန်ပါတယ်ဒါဆိုရင်နယ်သာလန်ခန်းစစ်ကစားမှာဗန်ဒိုက်ကပန်နတီကိုတမင်လွဲချော်လာလားမော်ဒရက်ခရိရှားကတမင်ရှုံးပေးလာလားပြင်သစ်ကစားမှာက အာဂျီနာကွန်သွားမာရီနက်ဆဲတအူးချင်းတွေ့တဲ့အလုံးလွဲအောင်ကန်ခဲ့တာလားတကယ်လို့ကဖလားသာလုံစားဖြစ်ခဲ့ဝင်ကစားခဲ့တဲ့အသင်းတွေကလည်းလုံပွဲကစားတာဖြစ်နေမှာပါဒါဆိုရင်မော်ရိုကိုကိုပေါ်တူဂီကဆုံးပေးခဲ့တာလားပြီးတော့ကမ္ဘာပလားဖိုင်နယ်မှာပန်နတီတွေပိုရတဲ့အသင်းကပြင်သစ်ပါဘာလို့ပန်နတီပိုရတဲ့ပြင်သစ်ကမနိုင်ခဲ့တာလဲရေတုံးကတော့မက်ဆီကိုပန်နတီမသွင်းတတ်လို့ဆိုပြီးတော့လောင်နေသူတွေကချက်ချင်းကိုမက်ဆီကပန်နတီပဲသွင်းတတ်တယ်ဆိုပြီးတော့လောင်လာခဲ့ကြပါတယ်ဒါဆိုရင်မက်ဆီကိုပါအမေရိကဖိုင်နယ်ကို၃ချိန်သက်ရှုံးခဲ့တာနောက်ဆက်လီကမ္ဘာပလားကိုရှုံးခဲ့တာတွေကဘယ်ရောက်သွားလဲကိုမြင်ခဲ့တဲ့သူကြာဆုံးနေတဲ့အချိန်မှာသူများတဲ့ဖလားတွေကတန်ဖို့ရှိပြီး ကိုမြင်ခဲ့တဲ့သူအောင်မြင်ချိန်မှာတော့သူရတဲ့ဖလားတွေကတန်ဖိုးမရှိကိုချက်ချင်းဖြစ်သွားကြတာပါမက်ဆီကိုယင်ကဖရီကစ်ကနေဂိုးမသွင်းနိုင်ဆိုပြီးတော့လောင်ခဲ့ကြတယ်အခုမက်ဆီကဖရီကစ်ကနေသွင်းတဲ့ကိုပို့ပြီးတော့များနေပါတယ်မက်ဆီကသူ့ကိုမနာလိုသူတွေကိုထာဝရလောင်မြိုက်နေအောင်အနိုင်နဲ့ပါနိုင်ခဲ့သူပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတလောက်ပါပဲခင်ဗျနောက်ဗီဒီယိုမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရဖို့လည်းဖိတ်ခေါ်ပါစေကျော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျစုံလိကြည့်ပြတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်